ကျွန်တော်ပုံမှန်မြဝေတင်ဆက်ပေးနေရဲ့စာအုပ်စုံအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှလည်းကျွန်တော်ဆက်ပြီးတော့မှဖတ်ပြပေးသွားမှာပါ။အဲ့ဒါတော့ဆရာဒေါက်တာဖြိုးတီရရေးထားတဲ့ဗုဒ္ဓအလိုချ minimalism စာအုပ်ထဲကခေါင်းစဉ်ကတော့လက်ပြလုံချင်းအကြောင်းနဲ့ဒါလေးကိုလည်းကျွန်တော်ဒီနေ့မှဆက်ပြီးတော့မှဖတ်ပြပေးသွားမှာပါဗျ။အဲ့တော့ဒီနေ့ဒီလက်ပြလုံချင်းအကြောင်းဆိုတဲ့ topic လေးနဲ့ စာအုပ်စုံအစီအစဉ်လေးကိုလည်းစလိုက်ကြရအောင်ဗျာကျွန်တော်တို့ကနေ့စဉ်နဲ့အများရွေးချယ်မှုတွေလုပ်နေကြရတယ်မနမိုးလင်းလို့နှိုးဆက်ပြန်ပိတ်ပြီးခဏမိတ်မလားချက်ချင်းထမလားမနက်စာဘာစားမလဲအလုပ်ကိုဘယ်လိုဝတ်စာတွေဝတ်သွားမလဲ နေ့စဉ်လူမှုဆက်ဆံရေးမှာတရားဥပဒေရောက်ကကိုယ့်ကိုမကောင်းပြောလာတဲ့အခါကိုဘယ်လိုတုံ့ပြန်ရမလဲဒါရီအကုန်လုံးဟာရွေးချယ်မှုဖြစ်ပါတယ်ဘယ်တက်ကတော့တတ်မယ်ဘာလုံးလုံးမယ်အိမ်အောင်ပြုတ်မပြုတ်ပြုတ်ရင်ဘယ်သူနဲ့ယူမယ်စသဖြင့်တက်ရောက်မှုကြီးရဲ့ရွေးချယ်မှုကတော့အချိန်တစ်ခုယူပြီးစဉ်းစားကြရတယ်ပေါ့အဲ့လိုရွေးချယ်တဲ့ရွေးချယ်မှုတွေလုပ်တဲ့အခါရလာတဲ့တရင်ချက်လက်ပေါ်မှာမူတည်ပြီးတော့မှရွေးတယ် ူများတွေတိုက်တွန်းအကြံပေးတာကိုနားထောင်ပြီးလဲရွေးတယ်။သို့တော့အဓိကအကျဆုံးကကိုယ့်ရဲ့တန်ဖိုးထားမှုပေါ်မှာမူတည်ပြီးရွေးချယ်မှုပြုလုပ်ကြတာပါပဲ။မနှက်လို့လာတဲ့ခဏလေးပြန်မေးခွန်းကို လိုချင်တဲ့သူကတော့ခဏပြန်အိတ်တယ်။အလုပ်ကိုအချိန်မှန်စမတ်ကြကြရောက်သွားနိုင်ဖို့ပိုတန်ဖိုးထားတဲ့သူကတော့ချစ်ချင်းအိယာကထပါရဲ့။အစာအစာစားတဲ့အခါမှာကျန်းမာရေးကို ပိုတန်ဖိုးထားတဲ့သူကအချိုရည်တွေမတောက်တော့ဘူး။ စီကြော်တွေကို ရှောင်းနေအရာသာကို ပိုတန်ဖိုးထားတဲ့သူကတော့သူကြိုက်တာကိုသူစားမယ်ပေါ့ကိုအိမ်တော်ဘက်ကဒေါသတစ်ခုခုနဲ့ပြောလာတဲ့အခါမှာသူနဲ့ကိုရဲ့ဆက်ဆံရေးကိုပိုတန်ဖိုးထားတဲ့သူကအလျှော့ပေးလိုက်မယ်ဒီပြဒနာဒီအင်ရှုမှာ ကိုကအตาရဖို့ဦးစားပေးတဲ့သူကမရရအောင်ပြန်ငင်းမယ်။ အလောက်ကန်ကောင်းကောင်းရဖို့ကိုဦးစားပေးရင်ခေစားနေတဲ့တက္ကသိုလ်ကိုတတ်မယ်မိဘစိတ်ချမ်းသာဖို့ကိုဦးစားပေးရင်သူတို့တက်ခိုင်းတဲ့တက္ကသိုလ်ကိုတတ်မယ်ကိုလေးလာချင်တာကိုဦးစားပေးတဲ့သူကတော့သူတက်ချင်တဲ့တက္ကသိုလ်ကိုတက်ပြီးတော့မှသူတင်ချင်တဲ့ပညာကိုတင်မယ်ငွေကိုပုံမှတ်မောတဲ့သူကဘသူကဘာဖြစ်ဖြစ်ဘလောက်ကဲ့ရဲ့ကဲ့ရဲ့ဂယုမဆိုင်ဘူးဂုံတိတ်ခါကိုပုံတန်မိုးထားတဲ့သူကကျင့်ဝတ်တွေကိုလေးစားလိုက်နာမယ် ဒါကြောင့်ဒီရွေးချယ်မှုတွေဟာကိုဘာကိုတန်ဖိုးထားသလဲဆိုတဲ့အပေါ်မှာအဓိကအားဖြင့်အခြေခံပါတယ်။တကယ်တော့ပျော်ရွှင်မှုဆိုတာအဲ့ဒီနှစ်ခုထပ်တူညီတဲ့အခါဖြစ်လာတဲ့ခံစားချက်ပဲလိပ်ပြလုံနေလို့လဲစိုးနိုင်နေပေါ့ဗျာ။ choice နဲ့ value ထက်တူကြရပေါ့လူဆိုတာအခအခသိမ်းမှာတခုတည်းကိုပဲလိုချင်နေတယ်ဆိုတာမရှိဘူးဥပမာအစားလဲစားခြင်းနဲ့ဝေလဲမတက်ချင်ဘူးဆိုတာမျိုးပါအစားစားရတာပဲကြိုက်တယ်တန်ဖိုးထားတတ်တယ်ဆိုတော့သူကတန်ဖိုးထားတယ်ဆိုတော့သူကစားမှာပဲစားပြီးရင်လည်းပျော်မှာပဲဝလာတာကျမ်းမာရေးထိခိုက်တာနောက်ကိစ္စအဲ့လိုပဲခန္ဓာကိုယ်အလပအကိုတန်ဖိုးထားတဲ့သူကအစားအစာရှောင်မှာပဲမစားလို့လည်းသူဘာမှမဖြစ်ဘူး ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့သူတွေကဒါမပြောမရွှင်ဖြစ်ရတာတွေ့ဝေရတာတခုခုရွေးပြီးရင်လည်းစိတ်မချမ်းမသာနဲ့နောင်တရသလိုလိုဟိုတခုရွေးလိုက်ရင်ကောင်းသားဆိုပြီးဖြစ်တတ်နေကြသေးတယ်ဘဝအောင်မြင်မှုနဲ့ပတ်သက်ရင်လည်းဒီလိုပဲငွေမလိုချင်တဲ့သူမအောင်မြင်ချင်တဲ့သူဆိုတာအတော်လေးကိုရှားလိမ့်မယ်တို့တော့ကိုယ့်ရဲ့တန်ဖိုးထားမှုတွေက ကိုကျင့်တိတ်ခါတို့ မူတို့အည်သွေးတို့ဖြစ်နေအဲ့ဒါတွေနဲ့ဆန့်ကျင်ပြီးငွေရှာခွင့်ရလာတဲ့အခါမှာလဲတွေ့ဝေမိတတ်ကြရတယ်။မတော်တဆလုပ်ခဲ့မိရင်လဲနောင်တရတတ်ကြသေးတယ်။ကိုကိုကိုနဲ့ဥပမာပေးရင်ကျွန်တော်ကလူမှုကွန်ရက်မှာအ ਨੇ အပလူသိများပါတယ်။ဒီတော့စီးပွားရေးလုပ်ငန်းတွေနဲ့တွဲပြီး post တင်တာဟောပြောတာတွေလုပ်ဘူးပါ။အဲ့ကနေဝင်ငွေရတယ်ပေါ့။ဒါတွေကကိုယ့်အတွက်ပြဿနာမရှိဘူး။ဒါပေမဲ့ဓာတ်ရိုက်ကြီးချိန်ညာပေးရတာမျိုးကြတော့မလုံချင်ဘူး။ ကိုကမင်းသားတို့အစိုးရတို့ဆိုပြဿနာ မဟုတ်ပေမဲ့စာရေးသူပညာပညာအသိပညာမျှဝေသူဖြစ်တဲ့အတွက်ကျွန်တော်နဲ့မကိုက်ညီဘူးလို့ခံစားရတယ် ိုးတော့အကြောင်းကြောင်းကြောင်းနှစ်ခါသုံးခါလောက်လုံးခဲ့ဘူးတယ်အဲ့လိုတွေ post တင်ပြီးသွားရင်ကျွန်တော်မပြောဘူးငွေရလားဆိုရတယ်ဒါပေမဲ့မပြောဘူး post ကိုလည်း notification off ထားလိုက်တယ်အဲ့ post ကိုမမြင်ကျင်တော့လို့ပြောချင်တာကကျွန်တော်တို့ရဲ့တန်ဖိုးထားမှုနဲ့ post တင်ပေးတယ်ကြီးညာပေးမယ်ဆိုပြီးရွေးကြိုက်တာနဲ့ထက်တူမကြဘူးမကြတော့မပြောဘူးဒါကိုလုံးလိုက်ရတဲ့အတွက်လိပ်ပြမလုံး တမာအာဇီဝလားဆိုဟုတ်တယ်ကောင်းသောအသက်မွေးမှုပဲလိန်ညာနေလာလားဆိုတော့လည်းမဟုတ်ဘူးသို့တော့ပျော်စရာမကောင်းဘူးဗျာအဲ့ဒီခါဘာလုပ်ရမလဲဆိုတော့ self reflection လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုပြန်စမ်းစစ်ခြင်းဆိုတာကိုလုပ်ရတယ်မိခွန်းတွေကိုလည်းမေးရတယ်ဘယ်အရာကဒါကိုယ့်ကိုတကယ်ပျော်ရွှင်စေမှာလဲဆိုပြီးရှင်းရှင်းလင်းလင်းသိသွားဖို့ပေါ့ပြီးရင်ကိုယ်တန်ဖိုးနဲ့စန့်ကျင်နေတဲ့အရာတွေကိုငင်းပယ်ရဲတဲ့တက်တိလည်းရှိရမယ်သူများအတွက်ဒါကိုလုပ်ရလို့ အိတ်မပျော်ဖြစ်ချင်မှဖြစ်မယ်။လိပ်ပြလုံးချင်းလုံးနေမယ်။အဲ့ဒါကိုသွားမတိုင်းနဲ့အဓိကကိုရောဘလို့ရွေးချယ်ရွေးကိုအဓိကပါနော်။ကိုကရောဘလို့ရွေးချယ်မှုမျိုးကိုမှဘလို့ရွေးချယ်မှုမျိုးကိုလုံးမအိတ်ပျော်မှလဲဆိုတော့သိထားဖို့ပါပဲ။ဘယ်အရာမှတော့ပြည့်စုံနေမှာမဟုတ်ဘူးတခုလိုချင်းတခုစွန့်လို့ရမယ်ဆိုတာကတော့ဒါရှိတယ်ချစ်ချင်းမြတ်တာကိုတန်ဖိုးထားတယ်လို့ငွေကြီးမပြည့်စုံနဲ့ ကိုချစ်ရတဲ့သူနဲ့ပဲလက်ထက်လိုက်ရတဲ့အခါရေကန်အသင့်ကြအသင့်ဘဝမျိုးတော့ရမှာမဟုတ်ဘူးအလုပ်တွေလုပ်ရမယ်စ조사ရမယ်ပတ်စံစုရမယ်ဘဝပိုပြီးခက်ခဲနေမယ်ရုန်းကန်ရနေမယ်ချမ်းသာတဲ့သူကိုယူလိုက်ရင်တော့ငွေတွေသုံးဖြုံးနိုင်မယ်ဘဝပြည့်စုံသွားနိုင်မယ်သို့တော့ကိုချစ်တဲ့သူနဲ့ပေါက်ဆက်ခွင့်တော့မရဘူးပေါ့ဘယ်ဟာအမှန်နဲ့မှားတယ်ဖြစ်တဲ့နဲ့မရှိဘူးကိုတန်ဖိုးထားမှုကိုကိုတိဖို့ပါပဲ။ အဲ့ဒါဖြစ်အဲ့ဒီတန်ဖိုးထားမှုတွေကိုကိုယ့်စီဘလို့ရောက်လာတယ်လဲဘယ်အရာတွေကကိုယ့်ဘဝရဲ့တန်ဖိုးထားစရာတွေကိုပုံသွင်းပေးလိုက်တာလဲတယောက်နဲ့တယောက်ကရောဘာကြောင့်မတူကြရလဲဆိုတာကိုဆက်ဆွေးနွေးပါမယ်ဗျအဓိကတော့မိဘအုပ်ထိန်မှုငယ်ဘဝဖြတ်တန်းမှုတွေနဲ့ဆိုင်တာပါပဲကိုเจ้าကိုပြောရရင်ကျွန်တော်အဖေကသမောအင်ဂျင်နီယာ သူ့ဝင်ဝင်နဲ့ပဲကျွန်တော်တို့မိသားစုရက်တည်ခဲ့တယ်။တကယ်လို့ဒါစီးပွားရေးသမားဖြစ်မယ်။စီးပွားရေးသမားမှမှကိုချမ်းသာဖို့ဒါအဓိကဆိုရဲမိဘမျိုးလည်းဖြစ်ခဲ့မယ်။အဲ့လိုမိဘမျိုးကိုကငငယ်တွေကမြင်တွေ့နေရမယ်ဆိုကျွန်တော်လည်းအဲ့လိုစိတ်မျိုးအနှဲများတော့ဝင်နေနိုင်တာပေါ့။ယာဒုရှိရဲ့လူနဲ့ပဲပင်းယာဒုရှိရဲ့လူတွေနဲ့ပဲပင်းစာပေါင်းစာဖားစာဆိုတာတို့ကျွန်တော်တို့မိသားစုမှာဂုံယူစရာဖြစ်မနေခဲ့ပါဘူး။ကိုပညာကိုလှုပ်စာနဲ့ရက်တည်ပြီးဘသူအောင်မှကြို ုမနေရတဲ့ဘဝမျိုးကသာငငယ်တည်းကလိုချင်ခဲ့တာနောက်ဆယ်ကျော်သက်အရွယ်ရောက်တော့ဟေ့ဟော့ကြိုက်တယ်ဆက်ဆချင်းတော့မြူးကြွားလို့ဆိုစိုးလို့ကောင်းလို့ကြိုက်တယ်ဆိုပေမဲ့တပြေးပြေးတော့ကိုယ့်ဘောလွှမ်းမိုးလာတယ်ငါဆိုရာ punk rock pop ဆိုပြီးငါရှာကိုဖျက်ပစ်လိုက်ငါကြိုက်တာ breaky ဘာညာပေါ့နော် west light ဆိုလဲမင်းငါ့ကိုတက်ပစ်လိုက်ဆိုရဲဇာသားမျိုးတွေဟာကိုယ့်အတွက်တော့တချင်းစာသားတသက်မဟုတ်တော့ဘူးဖြစ်လာတယ်စာပေပတ်မှာဆိုလဲရဲတိုက် ခွေစားတဲ့စအုပ်မျိုးတွေရက်တီချက်မှန်တဲ့ခိုင်တဲ့သူတွေကိုလေးစားအားကြရတဲ့စိတ်တွေသူတို့လိုဖြစ်ချင်တဲ့စိတ်တွေပေါ်လာစီခဲ့တယ်။ဒါကကိုကိုကိုစဉ်းစားမိသလောက်ပေါ့။အဲ့တော့စာအုပ်ဖတ်တဲ့သူအနေနဲ့ပြန်စဉ်းစားကြည့်ကိုဘွားမှာဘာကိုတန်ဖိုးထားပါသလဲ။အဲ့ဒီတန်ဖိုးအဲ့ဒီတန်ဖိုးတွေကဘယ်အရာတွေကြောင့်ဖြစ်လာခဲ့ရတာလဲ။အဲ့ဒီအကြောင်းတရားတွေကအဓိကအကျဆုံးပါနေနိုင်တာကတော့မီးပါပါပဲ။ ဒါမှမဟုတ်လဲအနီးကပ်အုတ်ထိန်တဲ့သူပေါ့အဖိုးအဖွားဖြစ်ရင်လည်းဖြစ်မယ်ဦးလေးတော်ဖြစ်ရင်လည်းဖြစ်မယ်သူတို့ဟာခလေးတယောက်ပထမအဆုံးထိတွေ့ရတဲ့ပတ်ဝန်းကျင်ဖြစ်တယ်သူတို့တွေဟာလက်ဦးစရာတွေပဲဖြစ်တယ်သူတို့တွေကခလေးတယောက်ကို ပုံဖော်တဲ့နေရာမှာအဓိကနေရာမှာပါဝင်နေပါတယ်38ပြာမင်္ဂလာမှာအသေးဝါဇဗလာနှံနဲ့ အာကျွန်တော်အတန်ထွက်လေးအာလိုအပ်ချက်ရှိခင်တော့ sorry ပါလူမိုက်ဆိုရင်ရှောင်ကျင်ရမယ်ဆိုရဲအချက်ကထိတ်ဆုံးကပါတယ်ဗျအကြောင်းပဲမဟုတ်တိတ်အရေးကြီးလို့ပဲလူမိုက်ဆိုတာကလည်းရက်ွက်တဲ့ခိုးဆိုးတောင်းညံ့နေတဲ့သူမှပြောတာမဟုတ်ဘူးထင်ကနေဆိုဈေးတင်ပြီးအမျက်ကြီးစားတဲ့သူကလည်းလူမိုက်ပါပဲအမလီငါသားရဲ့ငွေသာရှိလို့ကတော့ဘာမဆိုဖြေရှင်းလို့ရတယ်ဆိုပြီးတွန်တေနေတဲ့သူကလည်းလူမိုက်ပါပဲ ဆိုတော့ဆယ်ကျော်တက်အရွယ်ကြာအဲ့တော့ဒီလိုမျိုးပုံစံငွေရှိရင်ပေါ့နော်ဘာမဆိုဖြစ်တယ်ဆိုတာဆိုရှယ်မီဒီယာမှာတော်တော်များများလည်းမြင်ရတယ်တချို့ဆရာတွေ influencer တွေဆိုလည်းဒါမျိုးတွေပြောတာရှိတယ်ဒါကြတော့ဒါတွေကလူမိုက်ပါပဲနော်ဆိုတော့ဆယ်ကျော်တက်အရွယ်ကြဘဝအပေါင်းအသင်းမှားမှာအတုယူမှားမှာပူမနေနဲ့ကလေးတယောက်ရဲ့ဘဝမှာပထမဆုံးအတုယူစရာဖြစ်တဲ့မိဘအုပ်ထင်းသူတွေကိုယ်တိုင်က အရင် လူမိုက်မဖြစ်ဖို့လိုပါတယ်အခုခေတ်ဆိုအပြိုင်ဆိုင်တွေများတော့ နှစ်နှစ်၃နှစ်ခရေကနေ right right brain left brain ចောင်းပေါင်းစုံအောင်ထားနေကြတာဘာသာစကားတွေအမျိုးမျိုးသင်ပေးကြတာမိဘတွေကလည်းကိုသားသမီးကိုလူလောကမှာ the best player ဆိုပြီးဖြစ်စေခြင်းရတယ်ဒါပေမဲ့ team player ဖြစ်အောင်တွန်တင်ဖို့ကတော့တခါတလေမေ့နေတတ်ကြသေးတယ်အတာကြီးပြီးကိုအတွက်ကိုကိုကြည့်တဲ့အကောင်းဆုံးကစားသမားထက်ဆိုင်သူ့လောက်တော့မတော်ပေမဲ့အသင်းရဲ့အကျိုးကိုဦးစားပေးတဲ့ကစားသမားဟာတကယ်တမ်းပိုအရေးကြီးပိုလိုအပ်တာပါ တကယ်တော့တာသမီမွေးတယ် ပြုစုပြိုးထောင်နေဆိုတာကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ပြီးဈေးကွက်တည်းတင်ပို့လိုက်တာနဲ့တူတူပဲဒီပစ္စည်းကအရေးသွေးမမီရင်ဓာတုပစ္စည်းတွေပါနေသုံးဆွဲတဲ့သူတွေကိုအန္တရာယ်ဖြစ်စေတယ်အဲ့လိုပါပဲကုန်မွေးထုတ်လိုက်တဲ့ကိုယ့်ရဲ့သားသမီးဟာဘသူတေတေငတိမာရင်ပြီးရောဆိုရယ်စိတ်ရှိနေမယ်တကူကောင်းဆံမယ်မဟုတ်တာလောက်ရမှာကိုမရှက်ဘူးမကြောက်ဘူးကိုကြောက်သူများထိခိုက်နစ်နာသွားလဲခက်တီတီနဲ့နေနိုင်တယ်ဆိုရယ်သူတွေနဲ့ဆက်ဆက်ရရမြလူတွေဟာစိတ်ဆင်းရဲရ တာကြီးပါပဲဒါကြောင့်မိဘတွေအနေနဲ့ကိုသားသမီးကိုလူတော်ဖြစ်ဖို့ထက်လူကောင်းဖြစ်အောင် the best ဆိုရဲအကောင်းဆုံးဖြစ်ဖို့ထက် လူမှုအတိုင်းဝိုင်းအတွက်အကျိုးပြုတဲ့ပဝန်းကျင်နဲ့တဟန်းစာရာဖြစ်တဲ့ team player ဖြစ်အောင်ပရာဟိတတွေလုံးတဘွာလုံးပေးဆက်အနစ်နာခံဖို့ဘာညာချက် မဟုတ်တာတွေလုံးရမှာကိုရှက်တတ်အောင် အရင်ဆုံးပြုစု ပြိုးထောင်ပေးကြဖို့လိုပါတယ်ဒါသည်စီးပွားရေးစကားနဲ့ပြောရရင် ethical business ပါပဲတနည်းအားဖြင့်အများကျိုးပြုခြင်းတိုင်းပြည်တိဆောက်ခြင်းလည်းဖြစ်သည်မိဘနဲ့တရားရာဂိုင်းလုံးလုံးတက်ဆိုင်တာတော့မဟုတ်ပါဘူးမိဘကစိတ်ထားစေတနာရှိပေမဲ့တားသမီးယုံညံ့နေရတယ်တပုံကြီးပါပဲသို့တော့မိဘအုပ်ထိန်းတဲ့သူတွေဟာအရေးကြီးတဲ့ခန်းကဏ္ဍကနေပါဝင်နေရတော့သိကြပါပဲဒါကြောင့်မိဘတွေအနေနဲ့ဗျာလောကကြီးဆိုတဲ့ဈေးကွက်ထဲမှာ ဘေးဥပမဖြစ်စေဖြစ်စေမဲ့ဘေးဥပဖြစ်စေမဲ့ကုန်ပစ္စည်းတွေကိုမတင်ပို့မရအောင်ဂယုဆိုင်ပေးပါကဘာကြီးဟာလူတော်တွေကြီးလိုအပ်တာမဟုတ်ပါဘူးလူကောင်းတွေလည်းလိုအပ်ပါတယ်အ ਨੇ ဆုံးတော့မဟုတ်တာ လုပ်ရမှာကိုရှက်တတ်တဲ့လုံးမိပြီးရင်လည်းမလုံမလဲဖြစ်တတ်တဲ့ဒူးနဲ့တိဆောက်ထားတဲ့လူမှုအတိုင်းဝိုင်းကသာနေစဉ်စရာဖြစ်တာပါ self reflection is a side ကိုကိုကိုစမ်းစစ်မှုလုပ်တော့မယ်ဆိုအရင်ဆုံးအလုပ်တွေ social media တွေအကုန်လုံးရပ်ပစ်လိုက်ပါ ဖြစ်နိုင်တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသွားပါကို့အိမ်ရဲ့ဒေါင့်လေးဖြစ်ဖြစ်ဖျားဆင်ရှိပဲဖြစ်ဖြစ်စာအုပ်နဲ့ဘောပင်လေးယူသွားရင်ပိုကောင်းပါတယ်တက်တောင်းတတဖြစ်အောင်ထိုင်ပါအသက်ကိုဖြည်းဖြည်းလေးရှူသွင်းရှူထုတ်လုပ်ပါတတိယကိုတတ်နိုင်တဲ့မြတ်ကိုရဲ့နှာသီးဖြားမှာပဲရှိအောင်ထားပါအဲ့လိုမင်းနဲ့အနေငယ်တော့လှုပ်ပြီးစိတ်တွေအေးချမ်းသွားပြီးဆိုတဲ့အခါမှာကိုကိုကိုမေးကြည့်ပါတိကိုရဲ့ဘဝမှာဘယ်အရာကိုတန်ဖိုးထားပါသလဲနှစ် ဘလို့အခြေအနေတွေကကိုယ့်ကိုတကယ်ပျော်ရွှင်ရမှာလဲ၃ကိုယ့်ကိုတွေးဝေစွာစေတဲ့အနှောက်ရှက်တွေကဘာတွေလဲခေါင်းထဲမှာပေါ်လာသမျှအဖြစ်တွေကိုစာအုပ်ထဲမှာချရေးပါအဲ့လိုကနေမှာကိုယ့်ကိုယ်ကိုပြန်ပြီးမြင်လာပါလိမ့်မယ် emotion တွေတအားဖြစ်လွန်ခြင်းကလည်းမကြည်တဲ့မှန်တစ်ချက်ရှိမှရက်နေသလိုပါပဲကိုယ့်ကိုယ်ကိုတေးချာမမြင်အောင်လှုပ်ထားတယ်ဒါကြောင့်လေကိုယ်ခံစားချက်တွေကို အစဉ်ပြောင်းထားနိုင်ဖို့ဟာတိတ်အရေးကြီးတာပါ ဆိုတော့စိတ်တည်ငြိမ်အောင်အဲ့လိုလေးလုပ်ကြည့်လိုက်ပါပြီးတော့ကိုကိုကိုစမ်းစစ်ပါဗျကိုရဲ့တန်ဖိုးထားမှုတွေကိုပုံပြီးရှင်းရှင်းလင်းလင်းမြင်လာတဲ့အခါရွေးချယ်မှုတွေကိုလည်းတေချာလုံနိုင်ပါလာလိမ့်မယ်အဲ့ဒီနှစ်ခုရဲ့ထက်တူ ထက်ကြမှုကနေတဆင့်မှရလာတဲ့ပျော်ရွှင်မှုကြည်နပ်မှု ကိုကိုကို လေးစားမှုတွေကိုလည်းပုံပြီးပြည့်ပြည့်ဝဝခံစားရပါလိမ့်မယ်ကဲဆိုးခြင်းများတဲ့ ဲ့တော့ဒါလေးကိုလည်းကျွန်တော်တို့ဆက်ပြီးတော့မှဖတ်ပြပေးသွားပါမယ်အဲ့တော့လိပ်ပြာလုံချင်းအကြောင်းအရာလေးကိုဒါဖတ်ပြပြီးသွားပြီဆိုတော့မိတ်ဆွေတို့ပြန်ပြီးတော့ဒါလေးကိုနားထောင်ပြီးရဲ့အချိန်မှာ တွေးစရာဒါစင်ကျင်စရာ ပြန်ပြီးတော့ကိုကိုကိုပေါ့နော် ပြန်သုံးသပ်စရာတွေရှိလာမှာပါဒါမျိုးတော့ပြန်လုပ်ပါကိုကိုကိုဘွားမှာအချိန်ပေးပြီးတော့တွေးရလို့စဉ်းစားရလို့ကိုလိုရာကိုပြန်သုံးတတ်တယ်လို့ပြင်ဆင်တယ်လို့အောင်မြင်မှုနဲ့နီးကပ်တတ်ပါတယ်ဗျ။ ဲ့တော့ကျွန်တော်ဆက်ပြီးတော့မှကံကောင်းစေခဲ့တဲ့ကံဆိုးခြင်းများဆိုတော့ဆက်ပြီးဖတ်ပါပါမယ်ဗျ။အရင်ဆုံးအရင်ဆုံးကတော့ကံဆိုးရနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ခံယူချက်ကိုစပြီးတော့ရှင်းပြမယ်။အရာအလုံးကကံစီမံရပဲလို့ဆိုတယ်လို့ကျွန်တော်တို့ဘဝတွေကကြိုတင်ရေးထားပြီးသားစာအုပ်တော့မဟုတ်ပါဘူး။ အတိတ်ဘဝတွေကကျွန်တော်တို့လုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တွေရှိမယ်ဒါတွေကိုပြန်ခံစားဆန်စားရမယ်ရှောင်လွဲလို့တော့မရပါဘူးသို့တော့ကျွန်တော်တို့ဒီဘဝမှာလုံးသမျှအရာတွေကအရေးကြီးပြန်သေးတယ်အသက်ဘယ်လောက်ရှိမယ်ဆိုတော့ကိုယ့်ရဲ့အတိတ်ဘဝကလုပ်ခဲ့တာတွေနဲ့လည်းဆိုင်တယ်ဒါပေမဲ့ဒီဘဝမှာဘယ်လောက်ကျမ်းမာရေးဂယုစိုက်လဲဆိုတာကအရေးကြီးပြန်တယ်ပေါ့ပြောရရင်ဘဝဆိုတာစာအုပ်တအုပ်ပဲလို့ဆိုပါစို့အဲ့ဒီစာအုပ်မှာကြိုရေးထားပြီးသားစာစာမျက်နှာတွေရှိတယ် အဲ့လိုပဲစာမျက်နှာအလွတ်တွေလည်းအများကြီးရှိပါသေးတယ်။ဘယ်စာမျက်နှာကဘာရေးထားလဲ၊ဘယ်စာမျက်နှာကအလွတ်ကြီးလဲဆိုတာဘယ်သူမှမသိဘူး။ကိုယ်လုံးเสียရှိတာက စာမျက်နှာတိုင်းကိုအကောင်းဆုံးစူးစမ်းဖို့ပါပဲ။ရေးထားပြီးသားစာမျက်နှာဆိုရင်တော့ကိုယ်ဘလောက်ရေးရေးအရာမထင်ဘူးပေါ့။အဲ့ဒါကိုကျွန်တော်တို့ကကန်ဆိုးတယ်လို့ပြောကြတာပေါ့။ဗီဒီယိုနေဘာတွေသွားမေးရင်ယာဟုဂျိုတွေရောက်နေတယ်စသဖြင့်ဟောကြမှာပေါ့ဗျာ။စာစာမျက်နှာအလွတ်ပေါ်မှာအားကျိုးမှန်တဲ့ရေးလိုက်တဲ့အခါမျိုးကြတော့ လုံးသမျှဖြစ်တယ်ဆိုပြီးပြောကြတာပေါ့အရာအလုံးကကန်စီမန်ရပဲဆိုပြီးထိုင်နေရင်စာမျက်နှာအလွတ်တွေမှာလဲဘာမှမရေးလိုက်ရပဲကိုးစာအုပ်ကတရားဘူးသုံးအုပ်ဖြစ်သွားပါလိမ့်မယ်ဗျာ ငါရေးသမျှအရာထင်ရမယ်လို့တွေးပြန်ရင်လေကြိုရေးပြီးစာမျက်နှာနဲ့စုံစာမျက်နှာနဲ့စုံတဲ့အချိန်ကျရင်စိတ်ပင်ပန်းဆင်းရဲရလိမ့်မယ်တကယ်တော့ဘဝဆိုတာအဲ့ဒီနှစ်ခုကြားထဲမှာပဲရှိရဒါကတော့ကံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ခံယူချက်ပေါ့ခေါင်းစဉ်နဲ့ပတ်သက်တာဆက်ပြောရရင်ကျွန်တော်မှာလူသိမ့်မသိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာနှစ်ခုရှိရတခုကကျွန်တော်မျောလင့်ထားတာ မျောလင့်ထားရင်ဖြစ်မလာဘူးဆိုတော့စိတ်အဆွဲပဲအဲ့ဒါရှစ်တန်းလောက်ကလေးကတတိထားမိတာအခုတည်းလဲအဲ့လိုပဲ ဘဝနဲ့ခြီးပြီးခြီးတာတွေမပြောနဲ့ဒါလေးစားကျင်လိုက်တာဆိုပြီးရှာရှာပါပါစားကျင်စိတ်ကလေးဖြစ်ရင်တော့ဆံရပိတ်နေရမျိုးခဏခဏကြုံရတယ်အရင်ဘဝကသူများရဲ့ဆန္ဒကိုဖြည့်ဝဖို့ကိုဖျက်လို့ဖျက်စီးလုပ်ခဲ့မိတယ်လို့ထင်ပါတယ်ဒီဘဝမှာအလိုဆန္ဒတွေပြည့်တယ်ဖြစ်ချင်တာတွေဖြစ်လာတယ်ဆိုတာမရှိသလောက်ရှားခဲ့တယ်အဲ့လိုနဲ့ကြာလာတော့ကျွန်တော်မှဘာအရေးရှိအစီအစဉ်ဘာမျှော်လင့်ချက်မှမရှိတော့ဖြစ်လာတယ်နောက်9နှစ်10နှစ်ကြာရင်ဘာဖြစ်ရမယ်မပြောနဲ့နောက်လအတွက်တော့ကျွန်တော်တွေးမထားတော့ အဲ့ဒါကောင်းလားဆိုဘယ်ကောင်းမလဲ if you fail to plan you plan to fail ဆိုပြီးတော့ပြောကြတယ်မဟုတ်လားတဲ့ဘာဆက်လုပ်ရမလဲဘာအစီအစဉ်ရှိတယ်လဲဆိုပြီးတယောက်ယောက်ကမေးရင်ကျွန်တော်ဘာဖြေရအတော်ခက်ပါတယ်တဲ့ သို့တော့ကောင်းသွားတာတွေကတော့ဘာလဲဆိုတော့ပစ္စုပန်မှာတက်တက်နေတက်လာတယ်လူအင်ဆန္ဒတွေကနဲလာတယ်ဘသူ့ကိုမဆိုအကောင်းဆုံးဆက်ဆံပေးရဒီလူစီကဘာပြန်လိုချင်လဲဆိုမျော်လင့်ချက်တော့မရှိဘူးဘယ်လို့မဆိုတော့အကောင်းဆုံးလုပ်တယ်ပတ်စံရမှအချိုးမြတ်ရမှတော့မဟုတ်ဘူးလူငယ်တွေအတွက်တော့အခမဲ့ပြောဟောပြောပေးတယ်ဟောပြောပွဲတွေပတ်စံရတဲ့ပွဲတွေလို့တူညီတဲ့အားထိုက်မှုကိုအားထုတ်မှုကိုပဲလုပ်တယ် အဲ့ဒီလိုကနေကျွန်တော်အလုပ်တွေအများကြီးအဆင်ပြေခဲ့တယ်။မေကောင်းဆွေကောင်းတွေလည်းရခဲ့တယ်။ဘလူတွေပဲဖြစ်လာဖြစ်လာခံနိုင်ရည်တွေရှိရယ်။တနေ့တာချင်းစီကိုအကောင်းဆုံးကြော်ဖြတ်နိုင်တယ်။လိုချင်နဲ့ဖြစ်ချင်နဲ့ဆို တနည်းနည်းနဲ့ဖြစ်ပြက်သွားတာ ड़ी များလာတဲ့အခါမှာလိုချင်စိတ်ဖြစ်ချင်စိတ်တွေနည်းလာတယ်ပြက်ပြက်သွားတဲ့အခါသူများတွေလို့တကူတကဒီလိုစိတ်တွေထိချုပ်ပတ်တယ်ပတ်ဒီပယ်တတ်နေစရာမလိုတော့ဘူးပေါ့နောက်တစ်ခုကကျွန်တော်မှာ ဒီလိုလိုတိုရှင်းပြောရရင်တော့ဗျာကိုကိုကိုအထင်သေးတဲ့ယောဂါလည်းရှိတယ်။တကူကူအောင်မြင်သွားတယ်ဆိုအဲ့ဒါငါတော်လို့မဟုတ်ဘူးငါကြိုးစားလို့မဟုတ်ဘူးကံကောင်းလို့ပါဆိုပြီးသွေးတက်တာမျိုးပေါ့အဲ့ဒါကျွန်တော်ငငယ်တွေကအတွေ့အကြုံနဲ့လည်းဆိုင်နေဗျာများသောအားဖြင့်အဲ့လိုစိတ်မျိုးရှိတဲ့သူတွေကခလေးဘဝမှာသူတို့ရဲ့အောင်မြင်မှုကိုချီးကျူးမခံရတာအမားလုံးမင်းအပြစ်တွေခံရတာတွေကြုံခဲ့ကြရတယ်ဒီတော့ဘာမဆိုမလုပ်ရဲမကန်ရဲနဲ့ဖြစ်လာတယ်ကိုယ်ရည်ချင်းကိုတန်တရားရှိလာတယ်အောင်မြင်သွားရင်လေသူတို့ကြိုးစားလို့လို့ မထင်နဲ့ကံကောင်းလို့လို့ပဲထင်နေတတ်ကြတယ်ကျွန်တော်လည်းအဲ့လိုပဲပေါ့အဲ့ဒါကိုကောင်းလားဆိုဘယ်ကောင်းမလဲဥပမာကိုဗစ်ကြောင့်လူတွေစီးပွားရေးထိကြတယ်အလုပ်တွေပြုတ်ကြတယ် ကျွန်တော်လည်းပါတယ်သူများတွေကြငါပြန်လုံနိုင်တယ်ပြန်ရှာနိုင်တယ်တွေးပေမဲ့ကျွန်တော်ကြတော့ငါကတော့ဒီလိုအနေထားနောက်တစ်ချိန်ပြန်မြောင်းနိုင်တော့ဘူးလို့တွေးတယ်မတော်တဆကံကောင်းပြီးထဖြစ်တာနောက်တစ်ချိန်ဒီလိုကံကောင်းမှုဆိုတာမလွယ်တော့ဘူးပေါ့အဲ့လိုတွေးတယ်ဒါပေမဲ့ကျွန်တော်ကမှအဲ့ဒီပြဿနာရှိနေတဲ့အတွက်ဘာရီကောင်းသွားလဲဆိုပြီးဆက်ရေးပြမယ်ဗျတချို့ဆိုပြောကြတယ်ဆရာဖြိုးတီယာဟမ်ပယ်ဖြစ်တယ်ကိုကိုကိုနှိမ့်ချတတ်တယ်ပေါ့လေတကယ်တော့အဲ့ဒါကျွန်တော်ရဲ့စိတ်ကောင်းရှိလုံလို့မဟုတ်ပါဘူးဗျကိုကိုကိုဘာမှမဟုတ်ဘူးလို့ ို့မြင်နေတော့အလိုလိုအလိုလိုနေနဲ့မန်မရှိတော့ဘူးလို့ဖြစ်သွားတာလူတိုင်းကိုလည်းလေးစားတတ်သွားတယ်အကုန်လုံးကငါထက်တာတယ်ဆိုရယ်စိတ်မျိုးရှိနေတာကိုလောကဓာတ်မှာဆိုအဆိုးလေးပါကရှင်းတယ်ဘာလို့အကောင်းလေးပါကိုလည်းလောကဓာတ်ဖြစ်တတ်မှတ်ကြလဲလို့စဉ်းစားဘူးတယ်လူဆိုတာချမ်းသာခြင်းနဲ့အချွေရန်ပေါ်ခြင်းနဲ့ချီးကျူးခံရခြင်းနဲ့လက်လာပါပေါ်များခြင်းနဲ့ဒါရီရဖို့အတွက်မဟုတ်တဲ့နည်းတွေနဲ့စူးစမ်းမိလာတယ်ဒါရီရလာတဲ့ခါမှလည်းမန်တက်တယ်ထောင်လွားလာတယ်သူတစ်ပါးကိုအထင်သေးလာတယ်ဆုံးရ ရှုံးသွားတဲ့ခါမှာလဲဝမ်းနဲ့ပူဆွေးလာတယ်။ဒါကြောင့်ဒီအကောင့်အကောင့်တရား၄ပါးကိုလောကဓာတ်အဖြစ်နဲ့ထည့်ထားတာဗျ။ကျွန်တော်တို့ကြတော့ကိုယ့်ကိုယ်ကိုအဲ့ဒီလိုအကောင့်တရားတွေနဲ့မထိုက်တန်ဘူး။ငါခံစားရမှာမဟုတ်ဘူးလို့ထင်နေတော့အသေးအံငန်းငန်းတက်လိုချင်နေရမျိုးမရှိတော့ဘူးပေါ့။နောက်ပိုင်းပတ်စံတွေရှိလာမှလူမှုကွန်ရက်မှာ ဒီ follower တွေများလာတနေ့တနေ့လက်ဆောင်တွေအများကြီးအင်ကိုရောက်လာတာတွေကြုံတဲ့အခါမှာလေဒါရီကခဏပါငါနာမည်ရှိဆုံးလေးကန်ကောင်းလို့ရလားလို့တွေးနေတော့ဒါရီပေါ်မှာလည်းမตาရတော့ဘူးပေါ့မရတော့တဲ့အခါမှာလည်းစိတ်ကထူးပြီးတော့မခံစားရတော့ဘူးပေါ့ငါနာမည်ကြီးပဲဆိုပြီးဘသူပဲဝါကိုတော့ဖြစ် မချေမငန်မဆက်ဆံတော့ဘူးပေါ့အလုပ်ကိုလာခြင်းတဲ့အခါမှာလ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 ို့ professional မဆန်တာလို့မလုပ်မိတော့ဘူးပေါ့ ဒါကြောင့်လဲကျွန်တော်ကိုကျွန်တော်နှိမ်ချတတ်တဲ့တစ်ဖက်သားကိုလေးစားတတ်တဲ့လောကဓာတ်တရားကိုရင်ဆိုင်နိုင်တဲ့လူတယောက်ဖြစ်လာစေခဲ့တယ်လို့ပြောရမယ်ဗျကျွန်တော်ဒါရီပြောနေတာက ကျွန်တော်လိုလိုက်လို့ဖို့မဟုတ်ပါဘူးဘဝကိုဘာအစီအစဉ်မှမရှိဘဲနဲ့ဖြတ်တန်းနေတာကမကောင်းတယ်လို့ကိုကိုကိုဒီလိုမျိုးနှိမ်ချပြီးတော့ကံပဲဆိုပြီးတော့ ဒီလိုမျိုးယုံကြည်နေရဆိုတာလေကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူးတဲ့သို့တော်သိစေချင်တာများသောအားဖြင့်ကျွန်တော်တို့တွေဟာကံကောင်းတာကိုပဲလိုချင်တယ်ချမ်းသာတဲ့မိဘအစီကပဲလူဖြစ်ချင်တယ်ပြည့်စုံတဲ့မိဘအစီလူမပြည့်စုံတဲ့မိဘအစီလူမဖြစ်ချင်ဘူးဒါပေမဲ့ပြန်စင်းစားခြင်းမိဘကို လုံကြည်ခွင့်ဆိုတာမပြည့်စုံတဲ့မိဘအစီမှာပေါက်ဖွားတဲ့သားသမီးတွေပဲရရရှာရှာပါပါအခွင့်အရေးမျိုး ်ဘာအလုံးမမလုပ်ပဲပတ်စံတွေရကျင်လိုက်တာလို့ပြောကြတယ်တကယ်တမ်းတော့အဲ့လိုဘဝမျိုးကိုပိုင်ဆိုင်ကြည့် ကြာလာရင်ပြင်းလာလိမ့်မယ်ဗျလူရင်ဆန္ဒတွေပြေဝကြပါစီဆိုတော့လူကြီးသူမတွေပေးလေးရှိတဲ့စုလူတိုင်းလိုချင်တာကိုဒါပေမဲ့ဘလောက်ဖြည့်ဖြည့်မပြည့်နိုင်တဲ့အလိုဆန္ဒတွေနောက်ကိုလိုင်းနေတဲ့ွေဘဝကဘယ်တော့မှပျော်ရမှာမဟုတ်ပါဘူးဒါကြောင့်ငငယ်တွေကမိဘကလိုလီစိတ်မရှိထားလာတဲ့ကလေးတွေကရုတ်တရက်ကံကောင်းနေထင်ရပေမဲ့မိဘကအဲ့လိုတွေဖြည့်မပေးနိုင်တော့ဘူးဆိုတဲ့အခါသူတို့ကိုယ်တိုင်ဘဝတွေကိုဝင်လို့ငငယ်ကလို့မဟုတ်တော့ဘူးဆိုတဲ့အခါတခြား ားလူတွေတက်ဆိုင်ပိုပြီးပြိုလဲဖို့များပါတယ်ပျော်ရွှင်ခြင်းသင်ကန်းသာဆိုတာအခုလက်ရှိသူပျော်နေတယ်ဆိုတိုင်းသင်ကန်းသာအကုန်တက်မြောက်ထားတယ်လို့ပြောလို့မှမရပဲကိုပတ်ဝန်းကျင်မှာလည်းကြည်ကြည်ပါဆိုးရွားတဲ့ relationship တစ်ခုကိုဖျက်ဆီးရတဲ့လူတစ်ယောက်ဟာသူတပါးကိုလက်တွေ့ကြတဲ့အကြံဉာဏ်တွေပြန်ပေးလာနိုင်တာမျိုးပါမိဘရဲ့လွဲမှားတဲ့ပြုစုပြိုးထောင်မှုနဲ့ကြုံရတဲ့သူတိုင်းဟာ ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါမှာပိုပြီးဂယုစိုက်တက်လာတာမျိုးပါ ငငယ်တဲ့ကမွေးရပါနှလုံးရောဂါပါလာတော့တခြားကလေးတွေပြေးလွှာမစော့နိုင်ခြင်းက စာပူဖတ်စီပြီး ပညာဉာဏ်ပိုကြီးစေခဲ့ရစသဖြင့်အများကြီးတွေ့ရပါလိမ့်မယ်အစဉ်ပြေမှုတွေကံကောင်းမှုတွေကလူကိုပျော်ရွှင်စေရာမှန်နေဒါပေမဲ့အခက်အခဲတွေကံဆိုးခြင်းတွေကလည်းလူကိုပိုပြီးတန်မာလာစေတယ်ရင်းကျက်လာစေပါတယ်အတိတ်ပဲရှိလာစေတယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုပြန်စဉ်းစားကြည့်ရင်ကံဆိုးလိုက်တာလို့ထင်ရတဲ့အချို့အချက်အချို့အအာထင်ရတဲ့အချက်တချို့ဟာကျွန်တော်တို့အကောင့်ဘက်စီကိုဦးတီစေခဲ့တာအများကြီးရှိတယ် ကံဆိုးမှုတိုင်းကိုတော့ကံကောင်းမှုအဖြစ်ပြောင်းလဲဖို့တော့မလွယ်ဘူးမလွယ်ကူပါဘူးကျွန်တော်ကိုယ်တိုင်လည်းအပေါ်မှာပြောခဲ့တဲ့အချက်နှစ်ချက်ကိုတမင်တကာကြီးအကောင်းဘက်ပြောင်းခဲ့တာမဟုတ်ဘူးကိုယ်တိုင်တော့မသိလိုက်ပဲသူ့အတူဖြစ်လာတာတွေပဲ နောက်မှသာတတိထားမိသွားတာတကယ်လို့တကယ်လို့ကျွန်တော်သာငါဖြစ်ချင်တိုင်းမဖြစ်ရဘူးငါကမတော်ဘူးမလုံနိုင်ပါဘူးဆိုပြီးထိုင်မဲစိတ်ညစ်နေမယ်ဆိုရင်ဒီလိုအနေထားမျိုးဖြစ်လာမှာမဟုတ်ပါဘူး စ조사အထောက်မှုတော့ရှိရတာပေါ့ဘဝဆိုတာစာအုပ်တအုပ်ဆိုရင်အထဲမှာဘာတွေကြိုရေးထားလဲကိုမသိနိုင်ပါဘူးဘယ်နှမျက်နာပါလဲဆိုတာလဲကိုမသိဘူးကုံကုံပြောရရင်အခုရောက်နေတဲ့စာမျက်နာကနောက်ဆုံးတရွက်လားဆိုတာကိုမသိနိုင်ပါဘူးဗျအဓိကကကိုရေးနိုင်သလောက်အကောင်းဆုံးရေးနေဖို့ပါပဲအရာထင်တဲ့နေ့လဲထင်မယ်မထင်တဲ့နေ့လဲမထင်ဘူးပေါ့ ဘလို့ပဲဖြစ်ဖြစ်ကိုရေးနေတဲ့ကြီးတော့ကို့ဆောက်အုပ်ကတန်ဖိုးတက်လာမှာပါလူဖက်ချင်စရာလည်းဖြစ်လာမှာပါပဲအများအတွက်တန်ဖိုးရှိရဲ့ဆောက်အုပ်ကောင်းတအုပ်တော့ဖြစ်လာမှာပါပဲတော့ပျော်ရွှင်ဖို့အတွက်အချက်နှစ်ချက်ဆိုရဲအကြောင်းအရာကိုကျွန်တော်နောက်ရက်အစားအဆုံအစည်းအဝေးမှာဆက်ပြီးတော့မှဖတ်ပြပေးသွားပါမယ်အဲ့တော့ဒီနေ့ကျွန်တော်လိပ်ပြလုံချင်းအကြောင်းနဲ့ဒီကံနဲ့ပတ်သက်ပြီးတော့နော်ကံဆိုးတဲ့အရာလည်းကံကောင်းခြင်းဖြစ်လာတဲ့အပိုင်းလေးကိုလည်းဒါဖတ်ပြသွားပါဘောနော် ဆိုတော့ဒီအရာလေးတွေကိုနားထောင်ပြီးရဲ့အခါမှာမိတ်ဆွေတို့ရဲ့ဘဝမှာပြန်ပြီးတော့ဗောနော်အချိန်ပေးပြီးတော့တွေးပါ တွေးပြီးရင်ကိုကိုကိုငါဘာတွေပြင်ဆင်ရမလဲဘာတွေလိုအပ်လဲဒါမျိုးလေးတွေကိုပြန်ပြီးတော့ပြင်ဆင်ပါတုံးသက်ပါစင်ကြင်ပါဒါလေးလှုပ်ပါခင်ဗျဆိုတော့ဒီလိုမျိုးပုံမှန်လှုပ်ခြင်းအားဖြင့်ကိုယ့်ရဲ့ဘဝမှာ အောင်မြင်မှုရှားတယ်အဲ့တော့ကိုကိုကို ပြန်ပြီးတော့မစင်းစားတဲ့လူ မတွေးတဲ့လူ ပြန်ပြီးတော့မှမစင်ကျင်တဲ့သူကတော့အောင်မြင်မှုနဲ့ဝေးတက်ပါတယ်ဗျဆိုတော့နောက်ရက်စာအုပ်စုံအစည်းအဝေးမှာလည်းပြန်တွေ့ပါမယ်အဲ့တော့အားလုံးနေကောင်းချမ်းမှာပျော်ရှင်ကြပါလိမ့်ဗျ See you ပါ